ုနှစ်ရက်သားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီနေ့ရိုးရပေးတင်ချိန်နဲ့မှကြိုဆိုပါရစေ။ဒီနေ့မှာတော့ခုနှစ်ရက်သားသမီးများကြိုတင်ချိန်စနိုင်ရန်အတွက်ဆရာစင်ယော်နီမှဟောကြားထားသော2025ခုနှစ်ဇူလိုင်လ2ရက်နေ့မှ6ရက်နေ့အထိတပတ်စာအကြံပြုဟောစတဲ့ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရစေ။ အစီအစဉ်လေးမစတင်ခင်မှာတဦးစေတနာတဦးမြစ်တာဆိုသလို subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တင်တိုင်းသိရအောင်လဲဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့နဲ့နော်တနင်္ဂနွေသားသမီးများအတွက်တပတ်စာ host stand ဒီရက်တွေအတွင်းမှာကြွေးတောင်းခြင်းကြွေးဆက်ခြင်းငွေချေးခြင်းအပေါင်းအနှံအချေးငှားကိစ္စများပြုလုပ်တင်ပါတယ်။ငွေထူးရွှင်နေမယ်၊လူရင်းတွေကသတင်းကောင်းကြားမယ်၊နိုင်ငံခြားလူမျိုးခြားနဲ့ပတ်သက်တဲ့အလုပ်တွေအောင်မြင်မဲ့အချိန်ဖြစ်ပါတယ်။ပြည်တွင်းခရီးတွေလည်းကောင်းတယ်။အင်းအဆောက်အဦးကိစ္စအောင်မြင်မယ်အထည်ထီးဖနက်လျှက်စစ်ပစ္စည်းထီးကားကြောက်ကွန်ပျူတာကင်မရာကြက်ငါးအလုံးများတိုးချဲ့တင်သောအချိန်ဖြစ်ပါတယ်။မင်းရင်းဆရာရင်းတွေရဲ့အထင်မြင်လွဲမှားတာခံရတတ်တယ် မြေအမွေဖုံးပညာရေးသင်တန်းကိစ္စများစိတ်ရှုပ်ရတတ်တယ်။အိမ်အောင်ရှင်များချစ်သူရေးသားများရည်ရွယ်ချက်အဟောင်းအောင်မြင်တတ်ပါれ။ကျမ်းမာရေးမှာအာယုံကျော်လေးဝန်းစီမျက်စိဂယုစိုက်ပါ။ကံကောင်းကနန်းများမှာခုနှစ်ကိုးကနန်းများဖြစ်ပါれ။ယတာမိတ်ဆွေများကိုကော်ဖီဒါနလုပ်ပြီးဆုတောင်းပါလေ။တနင်္ဂနွေသားသမီးများအားလုံးကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပြီးကံညာဝီရသုံးချက်လုံးအားကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေ။ တနင်္ဂနွေသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကိုမန့်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိ쇠တို့ရဲ့အခက်ခဲတွေကိုဆရာစင်ယောနီနဲ့ဗီရီမီမြန်ဆွေးနွေးတိုင်ပင်လို့တဲ့အခါတုံညကို69လို့တလေးလေးတလေးတို့ဓာတ်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။တနင်္လာသားသမီးများအတွက်တပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာစိတ်လေးစိတ်နှခွဖြစ်စရာတွေဆုံးဖြတ်ရခက်တာတွေကြုံရတတ်ပါတယ်။ စိတ်ရှိရှိကောင်းအေးအေးထားပြီးတိုင်တိုင်ပင်ပင်လှုပ်တဲ့ဂိမ်းဖြစ်ပါတယ်အထင်လွဲဆိုဆွဲခံရတာပြဿနာကြားညက်တာမျိုးတွေကြုံရတတ်တဲ့နေရာထိုင်ခင်းအဆောက်အဦကိစ္စများမတင်မကြဖြစ်နေမယ်ပြည်တွင်းခရီးစံစီစေးစားဆက်မှုအလုပ်တွေမှာအလွဲချော်များနေမယ်ညီအမွေဖုံးပညာရေးအထည်ထီးဖနက်တပ်ပုံလျက်စစ်ပစ္စည်းလုပ်ငန်းတွေမှာတော့တိုးချဲ့ပြီးလှုပ်တင်ပါတယ်အလုပ်တွေလုပ်ရပြီးငွေမြုပ်နေတတ်တဲ့ဂိမ်းမျိုးဖြစ်ပါတယ် ဝန်ထမ်းယာရုနိုင်ငံခြားကိစ္စတွေမှာတော့အထူးကောင်းပါတယ်အိမ်အောင်ရှင်များချစ်သူရေးသားများအနေနဲ့လမ်းခွဲရမတက်ဖြစ်တာခွဲခွာနေရတာမျိုးတွေကြုံရတတ်ပါတယ်ကျန်းမာရေးမှာ အကျော်စစ်အစာမဆေးမသွားသွေးတတိထားဖို့လိုပါတယ်စိတ်ကြောင့်ကျန်းမာရေးညံ့တက်ပါတယ်ကံကောင်းကနန်းများမှာသုံးတုညကနန်းများဖြစ်ပါတယ်ရရမျက်စွာဖျားမှာနွားနို့နဲ့ပေါင်မုံလှူဒန်းပြီးဆူတောင်းပါလေ တနင်္လာသားသမီးများအားလုံးကိုစိတ်နှစ်ဖြာစမ်းမာချမ်းသာကြပြီးကញ្ញံဝိရိယသုံးချက်လုံးအားကောင်းအောင် ကြိုးပမ်းတော်မူနိုင်ကြပါစေ။တနင်္လာသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကိုမတ်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက် မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့အခက်ခဲတွေကိုဆရာဇင်ယောနီနဲ့ဗီရီမင်းမြန်ဆွေးနွေးတိုင်ပင်လို့တဲ့အခါတုံမြောက်ကို၈၉၄၉တလေးလေးတလေးတို့ဓာရိုက်ဆက်သွယ်မင်းမြန်နိုင်ပါတယ်။ အင်္ဂါသားသမီးများအတွက်တပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာအစအစအရာရာသတိကြီးစွာထားဖို့လိုပါတယ်။ရံပက်လေဝိုင်းသလိုဖြစ်နေတဲ့ပြဿနာကြီးတွေတစ်ခုပြီးတစ်ခု ရှင်းနေရတတ်ပါတယ်။ကိုယ်ကိစ္စမဟုတ်ရင်လည်းသူတစ်ပါးကိစ္စမှာကြားညက်တတ်ပါတယ်။ကျမ်းမာရေးမှာစီးမျက်စိနာနှာခေါင်းအစာအိမ်ဒုက္ခပေးတတ်ပါတယ်။ ခရီးကံအလွန်ကောင်းသောအချိန်ဖြစ်ပါတယ်။အဝေးကလည်းအကူအညီကောင်းတွေရတတ်တဲ့အိမ်ကိစ္စအဖိုးရံပစ္စည်းဝယ်ရောင်းကိစ္စတွေအောင်မြင်မယ်။အိမ်ဆောက်ပစ္စည်းအုပ်သစ်တန်တို့အသီးနှံရေထွက်ကုန်ခရီးသွားလုပ်ငန်းတွေအကျိုးပေးမဲ့အချိန်ဖြစ်ပါတယ်။ညီအမွေဖုန်းပညာရေးကိစ္စများဆုံးဖြတ်ရခတ်နေမယ်။အိမ်အောင်ရှင်များအတွက်အိမ်အောင်ဖက်ရဲ့တည်င်းကောင်းကြားရတတ်ပြီး ချစ်သူရေးသားများအတွက်ကတော့ဝေးလေကောင်းလေဆိုတဲ့ဂိမ်းမျိုးဖြစ်နေပါတယ်။ကံကောင်းကနန်းများမှာငါးသုံးကနန်းများဖြစ်ပါတယ်။ရကြ။မိတ်ဆွေများကို အုံလို့ခောက်ဆွဲလှူဒန်းပြီးဆူတောင်းပါလေ။အင်္ဂါသားသမီးများအားလုံးကိုစိတ်နှစ်ဖြာချမ်းမာချမ်းသာကြပြီးကံညာဝီရိယသုံးချက်လုံးအားကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေ။အင်္ဂါသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကွန်မန့်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။ မိတ်ဆွေတို့ရဲ့အခက်ခဲတွေကိုဆရာစင်ယော်နီနဲ့ဗီရင်မီးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါ3969 64တလေးတလေးတလေးတို့ဓာတ်ရိုက်ဆက်သွယ်မီးမြန်းနိုင်ပါတယ်။ဗုဒ္ဓဟူသားသမီးများအတွက်တပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာအိမ်ဆိုင်ဆက်အသုံးဆောင်အစ်စ်တွေတစ်ခုပြီးတစ်ခု ဝင်လာတတ်ပါတယ်။တစ်ခုရှိတာက ရှိပြီးသားပစ္စည်းတွေကတော့ထွက်တာပြက်တာများနေမယ်။ငွေများများကင်မထားတင်ပါဘူး။အဲ့ဒီငွေဟာစေဘဝါခဖြစ်သွားတတ်ပါတယ်။ စံစီစေးစားဆက်မှုစောက်စာရန်အိမ်ဆောက်ပစ္စည်းဆက်တူရှယ်ယာအဆောက်အဦကိစ္စတွေအောင်မြင်ကြိုးပေးမဲ့အချိန်မျိုးဖြစ်ပါတယ်။ခီးသွွာလာရေးကိစ္စတွေအလွဲလွဲအချော်ချော်ဖြစ်နေတတ်ပါတယ်။နိုင်ငံသားရဲ့ဝေးနဲ့ပတ်သက်လို့မထင်မှတ်ပဲအခွင့်လန်းကောင်းတွေပေါ်ပေါက်လာတတ်ပါတယ်။မိတ်ဆွေရင်းဆရာရင်းတို့ကြောင့်စိတ်ရှုပ်ခေါင်းစားရတတ်ပါတယ်။ဘာမဆိုမတင်မကြမရေမရာဖြစ်နေတတ်တာလေးကိုသတိပြုပါစိတ်ရှိပါ။ အိမ်ောင်ရှင်များအတွက်အထက်ငော့တွေပြေလည်သွားမယ်ချစ်သူရေးသားများကန်နေနေတဲ့ဂိမ်းမျိုးဖြစ်ပါတယ်ကန်ကောင်းကလန်းများမှာ၃လေးကလန်းများဖြစ်ပါတယ်ရတရာမိတ်ဆွေများကိုရေခဲမုံဒါနလုပ်ရင်းဆုတောင်းပါလေဗုဒ္ဓဟူသားသမီးများအားလုံးကိုစိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီးကန်ညာဝေးရသုံးချက်လုံးအားကောင်းအောင် ကြိုးပမ်းတော်မူနိုင်ကြပါစေဗုဒ္ဓဟူသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကွန်မန့်မှာတခုခုရေးခဲ့ပြီး အခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိဆွေတို့ရဲ့အခက်ခဲတွေကိုဆရာဇင်ယောနီနှင့်ဘေရီမီးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါတုံညောက်ကို69ကို တလေးလေးတလေးတို့ဓာရိုက်ဆက်သွယ်မီးမြန်းနိုင်ပါတယ်။ဂျာဂါဝေဒါသမီးများအတွက်တပတ်စာဟော့စတယ် ဒီရက်တွေအတွင်းမှာထွက်နေဆုံးရှုံးနေတာတွေပြန်ရတတ်ပါတယ်။ငွေဟောင်းပစ္စည်းအဟောင်းအလုပ်ဟောင်းနေရာဟောင်းတွေနဲ့ပြန်ပြီးပတ်သက်ရတတ်ပါတယ်။ပြည်ထနာဟောင်းယောဂဟောင်းတွေလည်းပြန်ပေါ်လာတတ်ပါတယ်။တခိုးအထင်ကြီးခံရပြီးငွေပစ္စည်းအခိုးခံရတတ်တဲ့မနာလိုအပြိုင်အဆိုင်ပေါ်နေမယ်။ဘာမဆိုအပြိုင်အဆိုင်ကြားကအောင်မြင်လိမ့်မယ်။ ငွေတအားရွှင်ပဲရတနာပစ္စည်းတွေဝင်တက်တယ်။ပြစ်စစ်ပစ္စည်းအလှကုန်ကကြောက်ကွန်ပျူတာကင်မရာကြံငါလုပ်ငန်းတွေအကျိုးပေးအောင်မြင်မဲ့အချိန်ဖြစ်ပါတယ်။ပြည်ရင်းပြည်ပခရီးကိစ္စတွေမှာတော့တို့လို့တို့လို့မရေမရာဖြစ်နေမယ်။ ။ရန်ခီးဖင့်ကနှောင့်နှေးတတ်ပါတယ်။စက်တူရှယ်ယာအလို့စာချုပ်စာရန်ကိစ္စတွေမှာတတိထားပါမဖြစ်စလောက်ကိစ္စကနေပြဿနာကြီးမားသွားတတ်တာတတိပြုပါ။ကျမ်းမာရေးမှာ စီးမျက်စိအစာအိမ်သွားသွေးဂယုဆိုင်ပါ။အိမ်နောင်ရှင်များကောင်းသောခွဲခြင်းကြုံရတတ်ပြီးငွေရွယ်သူများအတွက်မင်္ဂလာလန်းပွင့်တဲ့အချိန်ဖြစ်ပါတယ်။ကံကောင်းကနန်းများမှာ၄၈ကနန်းများဖြစ်ပါတယ်။ရရာကလေးများကိုကြာစံကြောဝေကျွေး၍စူတောင်းပါလေ ကြသောဘေးသားသမီးများအားလုံးကိုစိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီးကံဉဏ်ဝိရိယသုံးချက်လုံးအားကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေ။ကြသောဘေးသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါက ကိုမန့်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့အခက်ခဲတွေကိုဆရာစင်ယောနီနဲ့ဘေရင်မီးမြန်းဆွေးနွေးတိုင်ပင်လို့တဲ့အခါ3969 4944တလေးလေးတလေးတို့ဓာတ်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ တောက်ကြသားသမီးများအတွက်တပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာအဖက်ဖက်ကအခြေအနေကောင်းတွေကြုံလာမယ်စီးပွားရေးလုပ်ငန်းတွေအထူးတိုးချဲ့တဲ့အခါသမရပါပဲမိကောင်းဆရာကောင်းတွေတွေ့မယ်စက်တူရှေယာအလုပ်ပြည်တွင်းပြပခီးပညာရေးကိစ္စတွေအထူးကောင်းပါတယ်စံစီစေးစားဆက်မှုစာအုပ်မြေအမွေဖုန်းကိစ္စများမှာ အောင်မြင်မယ် အလှူတန်းမင်္ဂလာပွဲများနဲ့လဲကြုံကြရတတ်ပါတယ်။ဘာသာရေးလှုပ်တလောက်ကံပွင့်လန်းနေမဲ့ရက်မျိုးဖြစ်ပါတယ်။ဆွေမျိုးသားချင်းများနဲ့တော့ပြဿနာကြီးကြီးမားမားတွေဖြစ်ရတတ်ပါတယ်။ လူရင်းတို့ရဲ့မကောင်းသတင်းတချို့လည်းကြားရတတ်ပါတယ်အထယ်ထီးဖနက်ရွှေအောက်လက်ငယ်သားတို့အတွက်စိတ်ရှုပ်ခေါင်းစားရတတ်ပါတယ်ချစ်သူရေးသားများဆုံးဖြတ်ရခတ်တဲ့အခြေအနေကြုံလာမယ်အိမ်အောင်ရှင်ဆိုရင်အညံ့များနေပါတယ်ကျမ်းမာရေးမှာဒူးနာရင်ဘက်တတိထားပါကံကောင်းကနန်းများမှာငါးသုံးကနန်းများဖြစ်ပါတယ်ရတရားဆရာတော်တန်ဃာတော်များကို စေဝါလူတန်း၍စုတောင်းပါလေတောက်ကြသောသမီးများအားလုံးကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပြီး ကံညာဝိရိယသုံးချက်လုံးအားကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေ။တောက်ကြသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကိုမတ်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့အခက်ခဲတွေကိုဆရာစင်ယော်နီနဲ့ဗီရင်မီးမြန်းဆွေးနွေးတိုင်ပင်လို့တဲ့အခါ3969 49တလေးလေးတလေးတို့ဓာတ်ရိုက်ဆက်သွယ်မီးမြန်းနိုင်ပါတယ်။စနေသားသမီးများအတွက်တပတ်စာဟော့စတန် ဒီရက်တွေအတွင်းမှာလုပ်ငန်းတက်ဆခြင်းနေရာပြောင်းခြင်းအခြေအနေပြောင်းတဲ့ကိစ္စများအကျိုးပေးအောင်မြင်နိုင်ပါတယ်လုပ်ငန်းအဟောင်းနဲ့အစ်စ်နေရာအဟောင်းနဲ့အစ်စ်ဆိုရင်အစ်စ်ကိုဦးစားပေးပြီးဆုံးဖြတ်ပါပြည်တွင်းပြည်ပခရီးတွေအောင်မြင်မယ်ထွက်နေတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်မယ်၊ကွဲကွာနေသူများနဲ့ပြန်လည်ဆောင်စည်းရတတ်ပါတယ်။တည်ယူပို့ဆောင်ရေးအတီးနံတစ်တန်တွရေထွက်ကုန်ရွှေအလှကုန်လျှက်စစ်ပစ္စည်းခီးသွွားလုပ်ငန်းတွေအောင်မြင်နိုင်သောအချိန်ဖြစ်ပါတယ်။ငွေကတော့ တအားဝင်ပြီးတအားထွက်နေလိမ့်မယ်။ယန္တနာပစ္စည်းတွေဝယ်ယူစုဆောင်တဲ့အချိန်မှာပဲ1 byte ဥကောင်အစ်စ်အမြင့်ကျမ်းမာရေးဗျူးဆိုင်ပါအိမ်အောင်ရှင်များချစ်သူရေးသားများဆုံးဖြတ်ရခတ်တဲ့အခက်ခဲလေးတွေကြုံလာပြီးမှ ပြေလည်တတ်ပါတယ်။ဘာမဆိုအထက်အငော့လေးတွေကြုံပေမဲ့အောင်မြင်နိုင်သောဂိမ်းဖြစ်ပါတယ်။ကံကောင်းကနန်းများမှာ6 8ကနန်းများဖြစ်ပါတယ်။ရတရာမြတ်စွာဘုရားမှာတံပရာရီလူတန်း၍စူတောင်းပါလေ။ စနေသားသမီးများအားလုံးကိုစိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီးကံဉဏ်ဝီရိယသုံးချက်လုံးအားကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေစနေသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကိုမတ်မာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့အခက်ခဲတွေကိုဆရာစင်ယော်နီနဲ့ဗီရင်မင်းမြန်ဆွေးနွေးတိုင်ပင်လို့တဲ့အခါ39964946တလေးလေးတလေးတို့ဓာတ်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် ကျေးဇူးတင်ပါတယ်မြမရိုးရဗီရင်ချန်နယ်မှာနာမည်ကြီးဗီရင်ဆရာများဤနေစဉ်ဟော့စတယ်များအပတ်စဉ်ဟော့စတယ်များလစဉ်ဟော့စတယ်များနှစ်စဉ်ဟော့စတယ်များနှင့်ဘဝတသက်စာဆောင်ရန်ရှောင်ရည်များနှင့်ယတာတို့ကိုပါအချိန်နှင့်တပြေးညီတီးကြတီချာစွာ တင်ဆက်ပေးနေလို့မြမရိုးရဗီရင်ချန်နယ်လေးကို subscribe လေးနှိပ်ပြီးအစ်စ်တင်တိုင်းသိရအောင်ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားခဲ့နော်